シェ ရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမီအစီအစဉ်တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ခေတ္တပြုံမီအစီအစဉ်မှာသစဉ်စုမွန်နေတူတူခန့်ချိုးတွေကဒီကနေ့မှာသတင်းတွေရောဗဟုသုတတွေရောပရိသတ်တွေအများကြီးကိုပြောပြပြီးတော့တင်ဆက်ပေးမှာပါကဲအခုခန့်ချိုးဒီနေ့မှာပေါ့နော်ထရူကြကြသတင်းကြောင်းအောင်လေးကိုပြောပြပေးမယ်အရင်ဦးဆုံးအဲ့တော့ဗာသတင်းလေးလဲဆိုတော့ဒါအမြင်နဲ့ပြောပြနေကြပါတီထွင်မှုတွေအကြောင်းလေးပြောပြနေကြဒီနေ့မှာလဲဒါကိုယ့်ရဲ့ဒါလူတိုင်းအတွက်ပေါ့နော်ကျန်းမာရေးအတွက်အဓိကကိုဒါအဓိကကူညီပေးနိုင်မယ့်အာယံခံကရိယာတစ်ခုကြောင်းပြောပြပေးမယ်ဂျပန်သိပ္ပံပညာရှင်တွေအားခန္ဓာကိုယ်ရဲ့အင်္ဂါတွေလှုပ်ဆောင်နေရတယ်အဲ့ဒါတွေအားလုံး င်းကိုသိရှိနိုင်မဲ့အာဟံခံကရိယာကိုတည်ထွင်ခဲ့တာတဲ့အဲ့တော့ဒီကရိယာဆိုရင်သူကလှုပ်ရှားနေတဲ့အယူစစ်တေးနောက်ခုန်နေတဲ့နှလုံးနေနောက် တခြားလှုပ်ရှားနေတဲ့ကိုရင်းအင်္ဂါတွေကိုဓာတ်ရိုက်ကတ်ထားနိုင်မဲ့ပေါ့နော်အာဟံခံကရိယာလေးပါတဲ့အဲ့ဒီကနေပြီးတော့သတင်းအချက်အလက်တွေကိုတိတိကျကျနဲ့ပေးနိုင်မှာတဲ့နောက်ဒီတည်ထွင်မှုကသူကခန္ဓာကိုယ်ရင်းမှာမမြင်နိုင်တဲ့အာဟံခံကရိယာလေးကိုကာကံရှင်ကိုယ်တိုင်ကဘယ်လိုမျိုးစိတ်နှောက်ရှက်မှမဖြစ်စေဘူးတဲ့သိလည်းမသိဘူးလို့ပြောတယ်ဒီရရတဲ့အချက်အလက်တွေကိုဆရာဝန်ကလည်းမျက်ခြေမပြတ်သိမယ်လို့ပြောတယ်ပြီးတော့ဒီနှလုံးကုန်မမှန်တဲ့ယောဂမျိုးမှာဆိုရင်ဆရာဝန်အနေနဲ့ လူနာရဲ့နှလုံးဒီနှလုံးအခြေအနေနဲ့ပတ်သက်ပြီး24နာရီအချိန်ပြည့်မှတ်တမ်းတင်မိထားတဲ့အချက်အလက်တွေကယောဂကုသတဲ့နေရာမှာအရန်ကိုအသုံးဝင်တာအဲ့တော့ဒီကရိယာလေးကဒီနေရာမှာတော်တော်လေးကိုအသုံးဝင်မှာလက်ရှိမှာအသုံးပြုနေတဲ့ဒီကရိယာရှိတယ်အဲ့ဒါကကြတော့ဆီလီကွန်ဒါမှမဟုတ်ပေါ့နော်နည်းနည်းလေးကိုမာကျောတဲ့ကရိယာရင်းနဲ့သုံးထားတဲ့အတွက်ကြောင့်အသုံးပြုသူကိုစိတ်နှောက်ရက်တော့နည်းနည်းဖြစ်စေတယ်တဲ့အခုဒီကရိယာကကြတော့တလက်မရဲ့တလက်မရဲ့6ပုံတစ်ပုံနဲ့အဲ့တော့တိတိလေးဖြစ်မယ်6ပုံတစ်ပုံပဲရှိတယ်တဲ့ပြီးတော့ဒီပေါ့နော်အလွန်ပါလာတဲ့ပလတ်စတစ်လေးကိုအသုံးပြုထားတာပါတဲ့အရွယ်စားကကြတော့အစာ ားကြီးဆေးပေါ့နော်ဆေးတလုံးရွယ်လောက်ပဲရှိရဲတဲ့နောက်ပြီးတော့အဲ့ဒီကရိယာတစ်ခုတည်းကနေပြီးတော့အာယုံခံနိုင်တဲ့အရာပေါင်းက144မျိုးထိအောင်ရှိရဲလို့ပြောတယ်အနာဂတ်မှာဒီနည်းပညာကနေပြီးတော့အသုံးပြုပြီးတော့ပေါ့နော်ကျန်းမာရေးဆောက်ရှောက်မှုလုပ်ငန်းတွေဒါမကအောင်အကစားသိပ္ပံပညာရက်တွေဒါရီမှာပါတွဲဖက်ပြီးတော့အသုံးပြုသွားနိုင်မယ်ဆိုပြီးတော့ဒီသတင်းလေးကပြောထားတာအဲ့တော့ဒါခန္ဓာကိုယ်ရင်းအင်္ဂါတွေအနေနဲ့ပတ်သက်ပြီးတော့တည်တည်ကြာလှုပ်ဆောင်မှုတွေကိုသိရှိတော့မယ်ဆိုတော့ယောဂရင်းနဲ့ပတ်သက်ပြီးမဖြစ်ခင်ရလေကြုံပြီးတော့ကာကွယ်လို့ရတာပေါ့နော်144ခုတော့အာယုံခံနိုင်တာနော်ဒီတစ်ခုတွေရပါပဲ ဟုတ်တယ်နော်ဟန်ဖေးတကယ်ကိုကောင်းတယ်ဟုတ်တယ်ဟဲဒီကမားစမောပါတော့ဒီ women's world ကတူတူချာချာအမျိုးသမီးသတင်းများထဲမှာဒီပေါ့နော်အမွာလေး၄ရောက်ကိုမွေးလိုက်တဲ့မိမိကြောင့်ပြောပြမယ်အမွာ၄ရောက်တော့မွေးရဲ့ဟုတ်ဟာပြီးရောအမွာ၄ရောက်မွေးရဲ့ဆိုတော့နော်ဟိုကုဒီပုံမှန်ပေါ့ကိုဝင်ဆောင်နေပေါ့ပုံမှန်ကိုဝင်ဆောင်နေရဆိုလို့ရှိရင်အမွာမွေးနိုင်ကြီးကပုံမှန်မွေးနိုင်ကြီးခလေးကြောက်တဲ့မွေးနိုင်ကြီးကစားအရင်အောင်နေတယ်လေဒီထဲမှာမှ तू က၄မွာဘုံမွေးရ အဲသူကကြတော့ American နိုင်ငံကပေါ့နော်အသက်22နှစ်အရွယ်ရှိတဲ့အမျိုးသမီးတဲ့သူဟာဆိုရင်လည်းအမွှားနှစ်ဆုံးစုစုပေါင်းခလေးလေးယောက်ကိုတဲ့29ဘက်ကြာပေါ့နော်ကိုဝင်ဆောင်ပြီးတဲ့နောက်ပြီးခဲ့တဲ့ဒီဇင်ဘာလဒါ2014ဒီဇင်ဘာ29ရက်နေ့ကအောင်မြင်စွာနဲ့မွေးဖွားပေးနိုင်ခဲ့တာအဲတော့ဒီပေါ့နော်သူနဲ့သူ့ရဲ့ခင်မုန်းတို့ဟာဆိုရင်လည်းလွန်ခဲ့တဲ့7နှစ်လောက်ကလေးကခလေးယောက်ကြီးကိုဆရာထက်တန်နေကြတာအဲတော့ဟိုပို့ပြီးတော့ထူးခြားတာတခုရှိတယ်ဘာလဲဆိုတော့သူတို့ဟာဒီပေါ့နော်အချိန်တော်ကြာတဲ့အထိမျောလင့်တယ်လို့လုံးဝခလေးမွေးဖွားဖို့အတွက်ကိုဝင်ဆောင်နိုင်ခြင်းလုံးဝ ကမရှိခဲ့ဘူး။ဒါကြောင့်မို့လို့ IVF ဆိုတဲ့ဒီပေါ့နော်နှီးပညာဒါပါလဲဆိုတော့ပြင်ပမှာပေါ့နော်ဒီဒီတုပ်ဖို့ပေါင်းဆက်ပြီးတော့တိမ်သွင်းကိုထည့်ပြီးတော့သတိတည်စေတဲ့နှီးဒီနှီးလဲနဲ့တာမန်နှီးမျိုးမဟုတ်ဘဲနဲ့ပေါ့နော်။ဒီလိုနှီးမျိုးနဲ့အသုံးပြုပြီးတော့ကိုဝင်ဆောင်နိုင်ခဲ့တယ်။ကိုဝင်ဆောင်ပြီးတော့အခုလိုမျိုးအမွှာဘူးတွေကိုထူးထူးခြားခြားနဲ့မွေးဖွားနိုင်ခဲ့တာတဲ့။အဲ့တော့မွေးတော့လဲမွေးလို့ပေါ့နော်ဒီမှာနှကောင်းစင်နေပေးထားတာမွေးမဲ့မွေးတော့လဲမင်းမီရဲ့တဲ့။ဟုတ်ပါဟုတ်ပါ ပြီးတော့ဒါပါတော့တို့ကလေးလေးရဆိုတော့တို့ကဒီအမွာဘူးလေးမွာဘူးဆိုတာတိရတွေကတို့မှာနာမည်တွေရလဲပေးပြီးသားအဲ့နာမည်လေးအတိုင်းပဲပေးထားတယ်။ပြီးတော့ရဲ့ကလေးတွေကိုတဲ့တတ်မှတ်ချိန်ထက်ဆက်နှစ်ပတ်စောပြီးတော့မွေးဖွားတယ်ဆိုပေမဲ့လေတဲ့ကလေးတွေရောမိခင်မှာစမ်းမတန်းဆွမ်းပြီးတော့တဲ့ကလေးငယ်၃ယောက်ဟာဆိုရင်တဲ့ပေါင်ချိန်၂ပေါင်ကျော်စီပဲရှိတယ်။အိုး တိတိလေးအဲနှစ်ပေါင်ကြော်စီပဲရှိတယ်။ကျန်တဲ့တယောက်ကတော့တဲ့နှစ်ပေါင်အောက်ကိုနည်းနည်းလေးတော့ယော့တယ်။သူကတတ်မှတ်ချိန်တည်းလဲစောပြီးတော့မွေးခဲ့တယ်ဆိုတော့လေဘာပဲဖြစ်လေးမွှားဘူးတော့ပေါင်ချိန်ယော့နေတယ်ဆိုပေမဲ့လေဟိုပေါ့နော်ကြမ်းကြမ်းမာမာနဲ့အခုချိန်ကြီးကောင်းကောင်းမွန်မွန်ဒါအသက်ရှင်နေရဟောပဲဒါသူ့မိတွေဖေရရန်ဝန်းတာနေမှာပဲ။အဲ့တော့ဒီလိုမျိုးပေါ့နော်မိရင်တူတွေကိုခလေးအမွာတွေကိုတပြိုင်နဲ့ကိုဝင်ဆောင်တဲ့အဖြစ်ဟာတဲ့အခုလိုမျိုးလေးမွှားဘူးလောက်ပေါ့နော်ပြန်ပြီးတော့ကိုဝင်ဆောင်တဲ့ဖြစ်ရဆိုရင်လူသန်း80မှာတယောက်သာဖြစ်နိုင်နေရှိရတဲ့။ နော်ဒါကြောင့်မို့လို့ပေါ့နော်ခလေးလိုချင်နေကြတဲ့မိသားစုကတော့အခုလိုမျိုးတကယ်ကိုပျော်ရွှင်နေရတဲ့ဒီအမွာလေးတွေရဲ့အကြောင်းကိုလာမယ့်2015မှာဆိုရင် TLC ပေါ့နော် TV ရုပ်သံ series ကခလေး interview ထုတ်လွှင့်ပြသဖို့လည်းရှိသေးတယ်ဆိုပြီးတော့ပြောထားသေးတယ်ဟုတ်တယ်နော်အဲ့တော့ပါလေဒီနော်အရန်ကန်ကောင်းတာပဲဟုတ်တယ်ဒီဖန်ပြွန်တရေသားနည်းပညာဆိုတာလေတကယ်တမ်းကို့မှာခလေးသားသမီးရထိုက်မှာ ရတာเนาะအဲ့ဒါဘာလဲဆိုတော့ကန်နဲ့လည်းဆိုင်နေဟုတ်တယ်အခုရမရလဲသူကလေးမှာဘူးရားခိုက်တာမှလေးမှာဘူးအရင်ပြောင်းနေကြအောင်တည်ကြရယ်เนาะဒီခါလဲတူများပါကဲအစရင်ဒီတစ်ခါလဲဇင်အထူးကြကြအကြောင်းပြောဦးမယ် main clay တွေအတွက်ပေါ့เนาะအဓိက cosmetic တွေနဲ့ပတ်သက်ပြီးတော့အခုထူးကြရဲ့ cosmetic ကသူကနွားရဲ့မစင်နဲ့အချင်းငယ်ရေနဲ့လောက်ထားအဲ့ဆိုရင်သုံးပါလားအဲ့ဒါဆိုရင်လားအဲစဉ်းစားမယ်ပေါ့စဉ်းစားမယ် ဒါပေမဲ့ဒါသူလိုမျိုးပြောလိုက်ရင်တော့လန့်သွားလိမ့်မယ်တေးကြရတယ်ဒါပေမဲ့ तू ကတော့အနံ့ကိုလုံးဝဖျောက်ထားတာပါတဲ့တကယ်လို့လည်းထိရောက်တယ်လို့ပြောပြထားတယ်ဒါပြည်မာ channel မှာဖော်ပြရတဲ့အကြောင်းအရာလေးပေါ့နော်ဗမာလဲဆိုတော့အိန္ဒိယနိုင်ငံမှာရှိတဲ့ Visha Hindu Parishad VHP ကမ္ဘာကနေပြီးတော့သူတို့အထူးပါဝင်တဲ့ပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်တော်တော်လေးကိုလည်းနမည်ကြီးနေတယ်ခုနကပြောသလိုပဲနွားရဲ့မစင်နွားချေးရဲ့နွားရဲ့ကျင်ငယ်ရည်နဲ့ cosmetic တွေအလှကုန်တွေထုတ်လုပ်ထားတာပေါ့နော်နောက်ပြီးတော့ဒီနွားရဲ့အညစ်အကြေးတွေကိုတဲ့အသုံးပြုထားတဲ့အလှက ကုန်ပစ္စည်းရာဆိုရင်များသောအားဖြင့်ပေါ့နော်ဟိုအသုံးပြုတဲ့အခါမှာပေါ့နော်တော်တော်များများလည်းအကျိုးထိရောက်မှုပိုရှိတယ်ဆိုပြီးတော့လည်းပြောကြတယ်ဒီတော့ဒီနွားရဲ့အညစ်အကြေးနဲ့ထုတ်လုပ်တယ်ဆိုတော့မွေးမြူရေးအနေနဲ့ဆိုရင်တော့မွေးမြူရေးပိုင်ရှင်နေအနေနဲ့ဆိုရင်တော့တော်တော်လေးကိုလည်းဝမ်းသာစရာသတင်းကောင်းလို့လည်းပြောရမှာပေါ့နော်တို့အနေနဲ့ဒီနွားရဲ့ဒီအညစ်အကြေးတွေကိုတို့ကပြန်ပြီးရောင်းချလို့ရတာပေါ့အဲ့အတွက်ကြောင့်ဒါတို့တော်တော်သတင်းကောင်းမယ်နောက်ပြီးတော့ကမ်နီယာနေပြီးတော့နွားချေကိုအသုံးပြုတယ်ဆိုတာကဘာဖြစ်လဲဆိုတော့အဲ့ဒီနွားချေရတော့ဝက်ချံပြောက်တယ်တဲ့ဝက်ချံသမားတွေအတွက်ဆိုရင်တော့အရင်အောင်အကျိုးထိရောက်တယ်လို့ ပြောပြတယ်။တော်ဝချံပြောက်ကင်းဖို့အတွက်လည်းအထောက်အကူပြုတယ်။နောက်ပြီးတော့အဲ့နွားချင်ငယ်ရေဆိုတာလည်းအခုမှမဟုတ်ဘူး။လွန်ခဲ့တဲ့ဆယ်စုနှစ်ကလေးကတိုင်းရင်းစိတ်တွေဖော်ဆက်တဲ့နေရာမှာသူကအသုံးပြုပြီးသားတဲ့။အခုမှတွေ့ရှိရမျိုးမဟုတ်ဘူးပေါ့နော်။အဲ့တော့ကြောင့်ဒါပါပဲပြောပါတော့သူတို့ company အနေနဲ့လက်ဦးမှုရရှိသွားတာပေါ့။ cosmetic ထုတ်ဖို့အတွက်ပေါ့နော်။ဒီ VHP company ကနေထုတ်လုပ်တဲ့အလောက်ကုန်ပစ္စည်းတွေမှာဆိုရင်ဘာတွေပါလဲဆိုတော့ဆက်ပြပါတယ်။အသားချောတဲ့ cream ပါတယ်။နောက်ပြီးတော့မမွန်သီးစီရေချိုး gel ရယ်နောက်ပြီးတော့အဆိုဓာတ်ထိမ့်သိမ့်တဲ့ cream တွေလည်းပါဝင်နေ။ဒါတွေအားလုံးကနွားရဲ့အညစ်အကြေးနဲ့ အကုန်လုံးပြုတ်လုထားတာဖြစ်ပါတယ်။အပြင်အလှကုန်ပစ္စည်းထုတ်လုပ်တဲ့အခါမှာဆိုရင်လည်းပေါ့နော်။နွားရဲ့ဒီအညစ်အကြေးတွေကိုပေါ့ယွန်ရှာတဲ့သူတွေအတွက်ဆိုရင်တော့တဲ့လုံးဝအနက်ကင်းစင်ချောင်းအာမခံထားတယ်။လုံးဝအနက်ကိုဖယ်ရှားပြီးသားပါတဲ့။နောက်ပြီးတော့တခြားအလှကုန်တွေထပ်ပို့ပြီးတော့ထိထိရောက်ရှိတယ်ဆိုတော့သုံးဆွဲသူတွေကိုယ်တိုင်ကနေပြီးတော့ညှွှန်းထားတာကိုလည်းတွေ့ရတယ်။အခုဆိုရင်ဒီဈေးကွက်မှာလည်းရရှိနိုင်ပြီတဲ့။နောက်တခြားအလှကုန်ပစ္စည်းအစ်စ်တွေထုတ်လုပ်ဖို့အတွက်ကိုလည်းကံနေရနေပြီးတော့ယင်းနေမြောက်နယ်မှုတွေပေါ့ဖိတ်ခေါ်နေတယ်။ အဲ့ဆိုရင်တော့ဝချက်သမားတွေအနေနဲ့ဆိုရင်တော့ဒါကတော့ဟိုပြောမယ်တင်းကောင်းပေါ့နော်။သူကအနဲ့လည်းဖယ်ရှားပြီးသားဆိုတော့ဒါကတော့ဂယူဆိုင်ဆရာမလို့ပါဘူးလေနော်။ဟုတ်ပါပြီ။ပို့ပြီးထိရောက်တယ်ဆိုတော့အသုံးပြုတင်တယ်။ညောစာအဖြစ်တုံးနေရင်နွားချီရင်နောက်ဆိုရှိမှာမဟုတ်တော့ဘူး။ဒါအလားကုန်အတွက်ပါတုံးတော်မယ်ဆိုတော့နွားရှူရှူနဲ့နွားအီအီကော့စမက်တစ်ပေါ့။ဟုတ်ပြီ။ဒီမှာရေးတာလေ။ Count your ring နဲ့100% Emily မှာထုတ်ခါ။အော်အဲ့လိုမျိုးလေ။နွားကောင်းပုံတော်သေးတာပေါ့နွားချီမပုံစံလေးနဲ့မထုတ်ထုတ်ခါလို့။ ။အဲအစခဏအောင်နားလေးရအောင်နော်။တာမန်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအကြောင်းအရာရှိပါသေးတယ်။အခုတော့ခက်သက်ပြုံမယ့်အစီအစဉ်ကိုခဏလေးနားအောင်မယ်နော်။